နီးပညာတက္ကသိုလ်မကွဲမှာတက်ရောက်ပညာသင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူများအစဉ်ပြေစွာသင်ကြားနိုင်ဖို့အတွက်240ဦးဆန့်ကျောင်းသားအိတ်ဆောင်ဆောင်လုပ်လျက်ရှိတယ်လို့သိရပါတယ်။အိတ်ဆောင်တည်ဆောက်ရမှာတော့နှစ်ဆက်လုပ်ငန်းဖြစ်ပြီးအခုနှစ်မှာတော့၄၀နှစ်ရာခိုင်နှုန်း PC အောင်တည်ဆောက်သွားမှာဖြစ်ပါတယ်။တရင်အပြည့်စုံကိုတော့မကွဲတရင်ဌာနခွဲမှဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ ဒီပညာတက္ကသိုလ်မကွေးမှာအခု2025 2026ပညာသင်နှစ်အတွင်းကျောင်းသားကျောင်းသူ1448ဦးတက်ရောက်ပညာသင်ကြားလျက်ရှိပြီးကျောင်းသားကျောင်းသူဥယျာဉ်နဲ့အဆောင်မြတ်တစီဖို့အတွက်240ဦးစံကျောင်းသားအိတ်ဆောင်ကိုစောက်လုပ်နေတာဖြစ်ပါတယ်။အဆိုပါအိတ်ဆောင်ကိုတော့2025 2026ဘဏ္ဍာနှင့်ငွေလုံးငွေရံပုံငွေနဲ့နှစ်ဆက်လုပ်ငန်းအဖြစ်တည်ဆောက်နေတာဖြစ်ပြီးအခုဘဏ္ဍာနှစ်အတွင်းမှာတော့52ရာခိုင်နှုန်းပြီးစီးအောင်တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ ကျောင်းသူအိတ်ဆောင်140ဆန်နှလုံးရှိပါတယ်ကျောင်းသားအိတ်ဆောင်140ဆန်တစ်လုံးရှိပါတယ်အလုံး3လုံးရှိပါတယ်ခင်ဗျအဲနောက်ထပ်ဒီတစ်လုံးနဲ့ဆိုရင်တော့အလုံးပေါင်းစုစုပေါင်း4လုံးဖြစ်သွားမှာပါဒါကြောင့်လို့ကျွန်တော်တို့တက္ကသိုလ်မှာဒါဒီအဆောင်ကြီးပြီးသွားရင်တော့ဝန်ဆန်းအားအနေနဲ့900ကျော်ဝန်ဆန်းတော်မှာဖြစ်ပါတယ်ကျွန်းဆောင်နေရတာနဲ့အပြင်ဆောင်မှာနေရတာနဲ့တော့တော်တော်ကွာခြားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တက္ကသိုလ်အတွင်းထဲမှာအတွင်းဆောင်ယူမယ်ဆိုလို့ရှိရင်တစ်လောက်9000တောင်းနဲ့ကျွန်တော်တို့ကောက်ခံတာဖြစ်ပါတယ်ဒါကကုန်ကျစရိတ်အများကြီးတက်တာပဲเนาะနောက်တစ်ခုကတော့ဒါဟိုဘယ်လိုပဲဖြစ်မိဘတွေရဲ့ စိတ်ချမ်းသာမှုအများကြီးရစေတယ်။ဘာကြောင့်လဲဆိုတော့တွန်းဆောင်ဖြစ်တဲ့အတွက်သွားရေးလာရေးစိတ်ပူစရာမလိုဘူး။နေရေးထိုင်ရေးလည်းဒီမှာဆရာဆရာမတွေအနီးကပ်နေရတာဖြစ်တဲ့အတွက်အများကြီးခွန်လန်းရှိတယ်။အဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒါအကြောင်းစုအကြောင်းသားတွေရဲ့ University Life ရပြီးတော့မှထိုင်တာတွန်းဆောင်မှနေခြင်းအဖြစ်အချိန်တွေအများကြီးရတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့အတွက်ရင်းတင်ကြရေးအပြင်ပါအချိန်တွေမှာဒါအားကစားရောပါပေါ့နော်အကုန်လုံးလိုက်ပြီးလှုပ်ချင်တာတွေအများကြီးလှုပ်ခွင့်ရတာဖြစ်တဲ့အတွက်ဘလန်ငန်းထဲနဲ့ပြည့်စုံအောင်ပြည့်စုံမွေးထုတ်နိုင်တဲ့နေရာမှာပို့ပြီးတော့ဆွမ်းအားရှိပါတယ် ဒီလူမျိုးဆောက်ပြီးတဲ့အတွက်ကြောင့်ဒေသခံចောင်းသားចောင်းသူတွေအတွက်ကတော့အင်မတန်မှအဆင်ပြေမှာဖြစ်ပါတယ်ခတွင်းចောင်းဆောင်ရတဲ့အတွက်ကြောင့်မိဘတွေအတွက်ကိုကြစိတ်အများကြီးတက်တာတော့မှာဖြစ်ပါတယ်ခင်ဗျာဒီပညာတက်ကတော့မကွေးမှာလက်ရှိမှာတော့140ဦးစံចောင်းသူအိတ်ဆောင်2ဆောင်နဲ့ចောင်းသားအိတ်ဆောင်1ဆောင်ရှိပြီးအခုတည်ဆောက်နေတဲ့140ဦးစံចောင်းသားအိတ်ဆောင်တည်ဆောက်ပြည်စည်းပါကစုစုပေါင်းចောင်းသားចောင်းသူ900ကျော်ဒီအိတ်ဆောင်များရရှိစေမှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့မကွေးသတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ် 等我来。